ထိုင်းမြန်မာနယ်စပ် KNY မျိုးသားစီယုံ KNU တပ်မှ6နယ်မြေတွေကစစ်ကောင်စီတပ်စကန်တွေကို KNY မျိုးသားလူမျိုးရေးတပ်မတော် KNL နေနဲ့ဥပပေါင်းတပ်တွေကတပိုင်နဲ့တိုက်ခိုက်နေကြပါတယ်။ KNY ပြည်နယ်မြောက်ရီမြို့တောင်ဘက်မှာရှိတဲ့ Holy View ကုန်းသေဘောဘူဘလဲတိုကနဲလေးနဲ့မော်ခီစကန်တွေကိုမေလ21ရက်နေ့ကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးစစ်ကောင်စီဘက်ကလည်းစကန်တွေလက်မလွတ်ရရေးလေကြောင်းအသုံးပြုပြီးခုခံနေတယ်လို့သိရပါတယ်။ ကျွန်တော်တို့ဟိုလောလောဆယ်ဒီလိုတို့စီပေါ်ပို့မှာပဲဒီကြားတော့ခုနကဟိုစားပြလို့ပဲမှာလားလာပြရတာတွေ့တယ်ဒီ7နှစ်နိုင်မှာပဲ7နှစ်နိုင်ကွယ်7နှစ်နိုင်လောက်မှာအခုလောလောဆယ်တော့ဘာမှမကြားဘူးမြင်နေတယ်ဒါပေမဲ့တိုက်ပွဲကတော့ဖြိတာပဲညစ်တိုင်းပဲဖြိတယ်အဲ့အခုလောလောဆယ်ဒီဒီကြောလုံးမှာရှိတဲ့စခန်းကအကုန်လုံးလုတာပဲ။ဟိုလေသူတို့ကအခုလောလောဆယ်ဆိုအကုန်လုံးလုတာပဲ။ဟိုလည်းနဲ့ဒီလည်းနဲ့ဟိုတစ်ချက်ဒီတစ်ချက်လေးပဲလုတာပဲ။ဒါပေမဲ့သူတို့အတီလုတဲ့ဟာကပြည့်ပြည့်ပဲမှန်တယ်မသိသေးဘူး။ဒါပေမဲ့လောလောဆယ်ကြတော့ဒီ အဲရွာသားတွေပေါ့နော်ဒီစခန်းနဲ့နေတဲ့ရွာတွေဒါကသူတို့ဆောင်းလာပေါ့အနည်းငယ်ပတ်ပါနေထိုင်းနေစေစီအသင်းရင်းမြစ်တွေရဲ့ဖော်ပြချက်အရ KNL တက်တွေဟာမေလ22ရက်နေ့ညပိုင်းကဘလဲဒိုစခန်းကိုတညလုံးနှီးပါတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်အဲ့ဒီတိုက်ပွဲမှာ KNL တက်တွေဟာလက်နက်ငယ်စားတွေအပါအဝင်စစ်တပ်နဲ့စနိုက်ပါနဲ့ဒရုန်းတွေအသုံးပြုပြီးတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါရယ်ထိုင်းစစ်တပ်ဘက်ကလည်းနေဆက်လုံခြုံရေးအတွက် 24နာရီအသင့်အနေထားပြုလုပ်ထားခဲ့ရတယ်လို့ဆိုပါရယ်တက်မာ6အတွင်းမှာတပြိုင်တည်းဝင်တိုက်နေတဲ့လက်ရှိတိုက်ပွဲတွေအတွင်းမှာ KLNA တပ်ဖွဲ့တွေနဲ့အတူကရင်မျိုးသားကာကွယ်ရေးတပ်မတော် KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အဖွဲ့တွေလည်းပါဝင်တယ်လို့သိရပါတယ်။ဟောဂီဒီလီရာဒီကမကိစခန်ဘောမကိစခန်တပ်ကစခန်ရတော့အာဒီကဦးကောင်းတက်တီရောအကုန်လုံးတော့တမန်ငါအစပါတော့ငါခေါ်အကုန်လုံး ပါတယ်။နံပါတ်6ကအဖွဲ့ရပါတယ်။ဒီနော်ကော့ဘရာတော့ဒီဘက်ကအဓိကပေါ့။ကျွန်တော်ကဘောအဖွဲ့ဒီပါဘောနော်။အဲဒုံးအဖွဲ့ရပါတယ်။ Holy Viewers ခန်းဟာစစ်ကောင်စီအင်အားအလုံးရင်းချထားတဲ့ viewer ကုန်းတစ်ခုဖြစ်ပြီးတာဝေးပြည့်အမြောက်တွေလည်းရှိတာကြောင့် တခြားစကန်တွေလိုအလွယ်တကူကြားဖို့မလွယ်ဘူးလို့သုံးသပ်မှုတွေလည်းရှိနေပါတယ်။ဒေဘောဘောစကန်ဟာပြီးခဲ့တဲ့1988ခုနှစ်တည်းကဒေါ်လာဟီတပ်ဖွဲ့တွေအခြေစိုက်ခဲ့တဲ့သမိုင်းဝင်စကန်ဖြစ်ပြီး1990ခုနှစ်မှာစစ်ကောင်စီတပ်ကတိုက်ခိုက်သိမ်းပိုက်ထားတဲ့စကန်တစ်ခုဖြစ်ပါတယ်။အခုတိုက်နေတဲ့စကန်တွေကတော့အခုစကန်ငယ်တွေကတော့ငကိုတုံးကစကန်ကြီးတွေပေါ့လေ။ဘလက်တိုစကန်မှာဆိုတက်စိတ်တစိတ်တက်စုတစုရဲ့အင်အားပဲရှိတယ်ပေါ့နော်။အခုကလည်းဖွဲ့စည်းပုံကလည်းပြက်နေတော့ သူတို့စိတ်တို့စုတို့ဆိုတာမှလည်းပြဿနာရှိနေပြန်ရော တက်စုဆိုပေမဲ့လည်းအင်အားကအတော်နင်းနေတာကိုတေဘောပိုးမှဆိုရင်တော့ဘျွာကုံဘျွာကုံဆိုတော့အင်အားကအနည်းဆုံး150တင်ရပေါ့ဒါပေမဲ့လည်းရှိနေတဲ့အရှိတရာအဲ့လိုဟုတ်မနေဘူးဘာလို့လဲဆိုတော့တက်ခွဲတခွဲစာအင်အားပဲရှိနေတယ်နောက်ပြီးတော့ဝေါ်လီဝေါ်လီဘျွာမှာလက်ရှိစကန်းထိုင်နာတာရှိတယ်သူတို့မှာတော့တဘျွာအင်အားအပြည့်တော့မရှိဘူးပြီးရင်ဥဂရိဋ္ဌရှိမယ် ဂျန်နက်စခန်းတွေကတော့ကာကင်းကုန်းတွေပေါ့ဝေါ်လီပြူရနဲ့ကာကင်းကုန်းတွေလို့တော့ပြောလို့ရတယ်လက်ရှိမှာတော့ KNU အနေနဲ့တက်မာခုနစ်နေမီထိုင်းနယ်ဇက်ကစခန်းအများအပြားကို သိမ်းပိုက်ထားပြီးတော့အခုထိုးစစ်ဆင်နေတဲ့တက်မာ6ထဲကစခန်းတွေကိုရမယ်ဆိုရင်ဒေါနာတောင်တန်းရဲ့အရှိတ်အချမ်းခိုင်းမြန်မာနယ်ဇက်ကိုထိန်းချုပ်သွားနိုင်မယ့်အခြေအနေဖြစ်ပါတယ်ဒါကြောင့်စစ်ကောင်စီကိုစေအေးရချင်းချောင်းနိုင်တယ်လို့ထိုင်းနိုင်ငံနဲ့နှစ်ဖက်ကုံတွေရေးပါတိုးတက်လာနိုင်တယ်လို့လေးလာသုံးသပ်သူတွေကဆိုကြပါတယ် အာစကန်နီကဝမ်းဆိုတာနဲ့ကတော့တိကျတော့ပြောလို့မရဘူးခင်ဗျအချိန်တွေကလူကြီးတွေမြင်ရပြန်နိုင်မှာတခုတော့ပြင်ကြတော့ပေါ့နော်ပြီးမှပဲကျွန်တော်နိုင်ငံရေးရဆက်လုပ်ရမယ့်အရာတွေလည်းရှိနေသေးတယ်အဲဒါကြောင့်မို့ပြီးဆောင်ရမယ့်လူကြီးတွေအတွက်ကျွန်တော်ပြန်လဲဟိုအခက်အခဲတွေပြန်လဲဖြေရှင်းပေးဖို့ပြောနော်လူကြီးတွေကိုယ်တိုင်နိုင်ကသူရဲ့မြင်ရကိုပြန်လဲရောပြည်ပြမုံမှန်မှုဆိုတာလည်းဟိုအများကြီးဆက်စူးစမ်းရအောင်ပေါ့နော်အဲ့ဒီအချိန်မျိုးရှိတယ် တပတ်ကလည်းပဲကျွန်တော်တို့နိုင်ငံရေးရဆက်လက်စကားပြောရမယ့်အရာတွေလည်းရှိနေပြီဆိုတော့ဘောနော်အဲ့ဒါကတော့ဟိုဆရာနာရှင်မချုပ်ငင်းတဲ့ရွေးကတော့ဒီစကမ်းတွေဖိထားယုံနေရတော့အားလုံးကပြန်လည်ကောင်းမွန်လာမှာမဟုတ်နိုင်ဘူးလို့ပဲကျွန်တော်တို့အဲ့လိုပြောလို့အကြံဉာဏ်ပြောလို့ရတယ်ဘောနော်